ပထမဆုံးမြမရုပ်ရှင်ထူးချွန်စုရရှိခဲ့တဲ့အနုပညာရှင်များအကြောင်းပရိသတ်များရှင်မြမရုပ်ရှင်ထူးချွန်စုကအကယ်ဒမီစုကိုစတင်ရရှိခဲ့သူတွေဟာမြမရုပ်ရှင်လောကမှာတခေတ်တခါကရှန်ရှန်တောက်နာမည်ကျော်ခဲ့သူဖြစ်ပြီးတော့အခုချိန်မှာဆိုရင်တော့သူတို့မရှိတော့ပေမဲ့သူတို့ရဲ့နာမည်ကရုပ်ရှင်သမိုင်းမှာရုပ်ရှင်ချစ်သူတွေရဲ့ရှင်ထဲမှာထင်ကျန်နေသေးသူတွေဖြစ်ပါတယ် မြန်မာရုပ်ရှင်ဟာ1920ခုနှစ်ကစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီးတော့နှစ်30ကျော်အကြာ1952ခုနှစ်မှာမြန်မာရုပ်ရှင်ထူးချွန်စုတွေကိုစတင်ပေးရခဲ့တာပါ။အဲဒီချိန်ကအကယ်ဒမီလို့ခေါ်ခြင်းမရှိသေးဘဲနဲ့အမျိုးသားသရုပ်ဆောင်အတွေ့အမျိုးသားပညာသည်စုအမျိုးသမီးသရုပ်ဆောင်အတွေ့အမျိုးသမီးပညာသည်စုဆိုပြီးတော့ပေးရခဲ့တာပါ။မြန်မာရုပ်ရှင်ထူးချွန်စုကအကယ်ဒမီစုကိုစတင်ရရှိခဲ့သူတွေဟာမြန်မာရုပ်ရှင်လောကမှာတခဲတခါကရှန်ရှန်တောက်နာမည်ကျော်ခဲ့သူဖြစ်ပြီးတော့ အခုချိန်မှာသူတို့မရှိတော့ပေမဲ့သူတို့ရဲ့နာမည်ကရုပ်ရှင်သမိုင်းမှာရုပ်ရှင်ချစ်သူတွေရဲ့ရှင်ထဲမှာ ထင်ကျန်နေစေသူတွေဖြစ်ပါတယ်။ပရိသတ်များရှင်ပထမဆုံးမြမရုပ်ရှင်ထူးချွန်စုရရှိခဲ့တဲ့အနုပညာရှင်တွေကတော့နံပါတ်၁ပထမဆုံးအမျိုးသားတျောဆောင်စုရဦးကျော်ဝင်1952ခုနှစ်ကပေးရခဲ့တဲ့အကောင်းဆုံးအမျိုးသားပညာသည်စုကိုရရှိခဲ့သူကတော့တျောဆောင်ဦးကျော်ဝင်ဖြစ်ပါတယ်။1952ခုနှစ်ဗြိတိရှဘာမာရုပ်ရှင်ကဒါရိုက်တာရွှေတုံးပီအောင်ရိုက်ကူးခဲ့ မာလာယီရုပ်ရှင်ဇာတ်ကားနဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးအမျိုးသားပညာသည်ဆုခေါင်ပထမဆုံးအမျိုးသားတရုတ်ဆောင်ဆုကိုချီးမြှင့်ခံခဲ့ရတာပါမင်းသမီးတင်တင်မှုနဲ့တွဲဖက်တရုတ်ဆောင်ထားတဲ့မာလာယီရုပ်ရှင်ကားဟာလွတ်လပ်ရေးတည်တံ့ခံမြေးရေးဆိုတဲ့အနှစ်သာရကိုဖော်ဆောင်တဲ့နိုင်ငံရေးနဲ့စီးရေးနောက်ခံကားတကဖြစ်ပါတယ် ဦးကျော်ဝင်းကရုပ်ရှင်အနုပညာအရေးချင်းပြေဝပြီးတော့ဒါရိုက်တာကြီးဝင်းရဲ့ညွှန်ကြားမှုကိုအလွယ်တကူနားလည်သဘောပေါက်ပြီးတော့ကာရက်တာကိုပြပြောင်းတိုးဆောင်နိုင်စွမ်းရှိတယ်လို့တချို့သောဇာဝင်ကန်းတွေမှာလူကျင်တဲ့ပုံစံပြောရုံနဲ့ဇလန်းစက်ကွက်ကိုအံဝင်တွင်စားဖြစ်အောင်တိုးဆောင်နိုင်တဲ့တိုးဆောင်တူလို့မှတ်တမ်းတွေရသိရပါတယ်။ဦးကျော်ဝင်းကမင်းသမီးဒေါ်တင်တင်မှုနဲ့ဖူးစာဆောင်ခဲ့ပြီးတော့နမဲကျော်မင်းသမီးတွေဖြစ်တဲ့ဒေးစီကျော်ဝင်းနဲ့မေမီကျော်ဝင်းဆိုတဲ့သမီးလေးမျိုးကိုထွန်းကားခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း90ကိုရိုက်ကူခဲ့အကယ်ဒမီမင်းသားကြီးဦးကျော်ဝင်ဟာအသက်85နှစ်အရွယ်1993ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်ရှင်။နံပါတ်2ပထမဆုံးအမျိုးသမီးတရုတ်ဆောင်ဆူရဒေါ်ဂျီတီထိန်ပရိသတ်များရှင်တရုတ်ဆောင်ဂျီတီထိန်ဟာအဝမ်းရုပ်ရှင်မှဒရိုက်တာဦးတိမ်မောင်ရိုက်ကူတဲ့ချစ်သက်ဝေရုပ်ရှင်ဇာတ်ကားနဲ့ပထမဆုံးမြမရုပ်ရှင်ထူးချွန်စုရရှိခဲ့တဲ့ပထမဆုံးရုပ်ရှင်မင်းသမီးပဲဖြစ်ပါတယ်။သူမဟာအသက်9နှစ်အရွယ်ကလေးက ဇာတ်ပင်လောကမှာကျင့်လေခဲ့ပြီးတော့ရုပ်ရှင်လောကတွေကိုချစ်သက်ဝေရုပ်ရှင်ကနေ1952ခုနှစ်မှာရောက်ရှိလာခဲ့တာဖြစ်ပြီးတော့အဲဒီဇာတ်ကားနဲ့ပထမဆုံးအကယ်ဒမီဆုကိုရရှိခဲ့ရလေဖြစ်ပါတယ်1956ခုနှစ်မှာချစ်ခွင့်မပိုင်ဇက်ကနဲ့အကောင်းဆုံးဇက်ဆောင်စု1980ခုနှစ်မှာနုနုငငယ်1988ခုနှစ်မှာလူစောဇက်ကတို့နဲ့ဇက်ပိုးစုတွေကိုရရှိခဲ့ပါတယ် အနုပညာမှာထူးချွန်လွန်လာပြီးတော့ရုပ်ရှင်ကားတိုင်းမှာပြည်ပြင်းလွန်စွာတိကျဆောင်နိုင်တဲ့ဒေါ်ဂျီဂျီတရားနိုင်ငံတော်ကချီးမြှင့်တဲ့ဝဏ္ဏကျော်ထင်ပွဲကိုလည်းရရှိခဲ့သူဖြစ်ပါတယ်။မြမရုပ်ရှင်လောကရဲ့စံထားလောက်တဲ့အကယ်ဒမီ၄တက်ကွန်ဝဏ္ဏကျော်ထင်ပွဲရခဲ့တဲ့မင်းသမီးဂျီဂျီတရား2009နှစ်မလ၄ရက်နေ့မှာကွယ်လွန်သွားခဲ့တာဖြစ်ပြီးတော့ကွယ်လွန်ချိန်မှာအသက်86နှစ်ရှိပြီလို့သိရပါတယ်ရှင်။နံပါတ်3ပထမဆုံးဒရိုက်တာဆူရဒရိုက်တာကြီးဦးသူခါ 1952ခုနှစ်နဲ့1953ခုနှစ်မှာဇက်ကာစုအမျိုးသားပညာသည်စုနဲ့အမျိုးသမီးပညာသည်စုတို့ကိုချီးမြှင့်ခဲ့တာဖြစ်ပြီးတော့1954ခုနှစ်မှာစတင်ချီးမြှင့်ခဲ့တဲ့ပထမဆုံးဒရိုက်တာစုကိုဒရိုက်တာဦးသူခါကအော်မိမ့်မရုပ်ရှင်ဇက်ကာနဲ့ရရှိခဲ့တာပါ။ ဒရိုက်တာဦးသူခဟာစိန်သိမ့်တန်ကလောင်နာမည်နဲ့စာရီရေးတာခဲ့တယ်လို့လုံချင်းဝိတုတွေလည်းရေးတာခဲ့သူတအုပ်ပါ1038ခုနှစ်မှာတော့ခြေအမားဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုရေးတာရကစပြီးတော့ရုပ်ရှင်လောကတွေကိုရောက်ရှိလာက1048ခုနှစ်မှာခြေအနုမျိုးရုပ်ရှင်ဇာတ်ကားကိုပထမဆုံးဒရိုက်တာဖြစ်ရိုက်ကူးခဲ့ပြီးနောက်1954ခုနှစ်မှာတော့အော်မိမရုပ်ရှင်ကနဲ့ဒရိုက်တာဆုကိုရရှိခဲ့ပါတယ် အဲဒီနောက်ဘဝတန်တရာဇက်ကနဲ့ဒုတိယကျင်ဒရိုက်တာစုကိုရရှိခဲ့ပြီးတော့ရုပ်ရှင်ထူးချွန်စု6စုထိရရှိခဲ့အနုပညာရှင်တဦးဖြစ်သလိုနိုင်ငံတော်ကချီးမြှင့်နေအလင်္ကာကျော်စွာဘွဲ့မဟာတတ္တမဇော်တိကဘွဲ့တစိတ်တွေကိုရရှိခဲ့ပါတယ်။ဒရိုက်တာဦးသူခဟာရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့သူတဦးဖြစ်ပြီးတော့လုံချင်းဝိတုရိဝိတုတို့များစွာကိုရေးသားခဲ့တဲ့နာမည်ကျော်နှပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒရိုက်တာကြီးဦးသူခန့်ဟာ2005ခုနှစ်ဒီဇင်ဘာ9ရက်နေ့မနက်ခင်းမှာအမတ်နှစ်စစ်ဆေးရုံမှာကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ကွယ်လွန်ချိန်မှာအသက်65နှစ်ရှိပြီဖြစ်ပါတယ်ပြည်သူများရှင်အခုတင်ဆက်ပေးခဲ့တာကတော့ပထမဆုံးမြမရုပ်ရှင်ထူးချွန်စုရရှိခဲ့တဲ့အနုပညာရှင်တွေရဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတွေကိုသိရှိချင်တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးခဲ့ပါအောင်နော်။မင်္ဂလာပါရှင်။ဒီနေ့မှပြောပြပေးသွားမယ့်စရီအနုပညာရှင်တွေကတော့ တယောက်စာလုံးမင်းမိမိကိုကိုမိုးဆက်ဝိုင်နဲ့ဆန်ရတီမိုးမြင့်တို့အကြောင်းလေးပဲဖြစ်ပါတယ်။ပရိသတ်များရှင်ပထမဆုံးအနေနဲ့တယောက်စာလုံးမင်းရဲ့အကြောင်းလေးကိုပြပြပေးခြင်းပါတယ်။တယောက်စာလုံးမင်းကတော့1990ခုနှစ်မေလ9ရက်နေ့မှာအဖအူသိန်းလိုင်နဲ့အမိတော်ကြီးလိုင်တို့မှရှမ်းပြည်နယ်အောင်ပန်းမြို့မှာဝေးဖွာခဲ့ပါတယ်။တယောက်စာလုံးမင်းရဲ့အမိရင်းမှာတော့မောင်မင်းမင်းလိုင်ဖြစ်ပါတယ်။ 1995ခုနှစ်မှစတင်ပြီးတော့အနုပညာလောကတွေကိုဝင်ရောက်လာက2002ခုနှစ်မှာရွှေမုံကျဲတဲ့မိုးကောင်းကင်ဇာတ်ကားနဲ့အကယ်ဒမီရရှိခဲ့ပါတယ်2005ခုနှစ်မှာတော့ကိုရန်ဒရိုက်တာလုပ်ပြီးတော့စံစင်မင်းရုပ်ရှင်ကိုရိုက်ဖို့ပြသကအကယ်ဒမီထက်မှန်ရရှိပြန်ပါတယ်လူမင်းဟာမြမအနုပညာလောကမှာအောင်မြင်မှုတရေဖို့ဆောင်းနိုင်ခဲ့သူတအုပ်ဖြစ်ပြီးတော့ဒရိုက်တာတအုပ်လည်းဖြစ်ပါတယ်။ကျန်စစ်သားဇာကကိုမလေးရှား၊စင်ကာပူ၊ဩစတြေးလျနဲ့တရုတ်နိုင်ငံတို့မှာရုံတင်ပြသခဲ့ပါတယ်။ 2004ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာခင်ဇဘဲဦးရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်တရားတင်ဆိုစီတူတင်ဆိုတို့ရဲ့ညမနဲ့လက်ထပ်ခဲ့ပါတယ်။ ARR လူမင်းအမည်ရှိတဲ့တမိလေးတယောက်ထွန်ကားခဲ့ပါတယ်။တျဆာလူမင်းကတော့2002ခုနှစ်မှာရွှေမုံကျဲတဲ့မိုးကောင်းကင်နဲ့ကြံစင်မင်းဇက်ကားမှာအမျိုးသားဇက်ဆောင်စုကိုရရှိခဲ့ပါတယ်။ 2005ခုနှစ်မှာတော့ကျန်းစင်မင်းဇက်ကနဲ့ရုပ်ရှင်ဇက်ကစုကိုရရှိခဲ့ပါတယ်။2016ခုနှစ်မှာတော့ Professor Dr. စိတ်ဖွားနဲ့မြန်မာစာတာတီဆွဲဇက်ကမှအမျိုးသားဇက်ပုစုကိုရရှိခဲ့ပါတယ်။2019ခုနှစ်မှာတော့ငွေကျွန်ဇက်ကမှာအမျိုးသားဇက်ပုစုကိုရရှိခဲ့ရလေဖြစ်ပါရဲ့ရှင်။ပရိသတ်များရှင်ဆက်လက်ပြီးတော့မြမဝိဆံကိုအမြဲတမ်းမူထားပြီးတော့ဝိဆံလည်းရှိရင်မိမိကကိုရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားကြပါမယ်။ပရိသတ်ကြီးမိမိကကိုကတော့ပရိသတ်တွေရဲ့အချက်တွေကိုရရှိထားတဲ့ ပရိသတ်အချစ်တော်မင်းသမီးလေးတက်လက်ပဲဖြစ်ပါတယ်။မေမေကတော့ MRTV4 ရုပ်သံဇလံတွဲမှာတရုတ်ဆောင်တယောက်ဖြစ်နေပါဝင်ခဲ့ပြီးတော့ဇလံတွဲမင်းသမီးရဲ့လို့ကြားရဇယုတ်တိုင်းကိုပြည်ပြင်းအောင်တရုတ်ဆောင်နိုင်သူပါ။မေမေကကူကတော့လက်ရှိအချိန်ထိကိုရိုးရိုးလေးတွေသာဝယ်ဆင်ပြီးတော့ရရင်လေးသာနေထိုင်တတ်သူဖြစ်တာကြောင့်မလို့လူကြီးပရိသတ်တွေကတော့အချစ်ပိုအားပေးနေရတဲ့နှုပညာရှင်တယောက်ပဲဖြစ်ပါတယ်။မေမေကတော့လက်ရှိအချိန်ထိလည်းနာမည်ပြည့်မရှိတဲ့အထီကိုနေထိုင်မှုမှာအဆင်တန်းရှိစွာနေထိုင်တတ်ပါသေးတယ်။ ဒါပြင်မမီကိုကိုကတော့မြန်မာလူမျိုးဖြစ်တဲ့သူတယောက်ပဲပဲမြန်မာဝိဆောင်လေးပဲကိုလည်းအမျက်တနိုးနဲ့ဝိဆင်လေးရှိပြီးတော့ပုံလေးတွေကိုတံမိုးထားကပရိသတ်တွေအတွက်မျှဝေဖော်ပြပေးနေခဲ့ပါသည်ပရိသတ်ကြီးမမီကိုကိုကိုအားပေးရတာကတော့တကယ်ကိုအားပေးရချို့နှက်ပါရဲ့နော်ပရိသတ်ကြီးနောက်ထပ်အနေနဲ့မိုးဆက်ဝိုင်းရဲ့အကြောင်းလေးကိုပြောပြပေးသွားပါမယ်မိုးဆက်ဝိုင်းကတော့မြန်မာနိုင်ငံအလားမဲ့ကိုစားပြုမဲဆက်ကြဝလာမြန်မာစုကို2013ခုနှစ်မှာရရှိခဲ့သူပါ ူမဟာမော်စကိုမြို့ရုရှားနိုင်ငံမှာကျင်းပမယ်။မက်ဆက်ဇော်လာ2013ပြိုင်ပွဲကိုမြန်မာနိုင်ငံကိုစားပြုဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။1962ခုနှစ်မက်ဆက်ဇော်လာပြိုင်ပွဲပြီးကတည်းကအခုချိန်ထိရှင်ပြိုင်ခြင်းမရှိဘဲမိုးဆက်ဝါရ2013ခုနှစ်မက်ဆက်ဇော်လာပြိုင်ပွဲမှာမြန်မာနိုင်ငံမှပထမဦးဆုံးရှင်ပြိုင်မဲ့မြို့သမီးဖြစ်ခဲ့ပါတယ်။အရင်မဲဆက်ကြော်လာနောက်ဆုံးပြန်ပွဲမှာဗမာဆိုတဲ့အမည်နဲ့ရှင်ပြိုင်ခဲ့ရမှာသူမကအခုမြန်မာဆိုတဲ့နာမည်ဖြစ်နေဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ် မိုးဇက်ဝိုင်ဟာ1988ခုနှစ်မေလ20ရက်ရန်ကုန်မြို့မြန်မာနိုင်ငံမှာမွေးဖွားခဲ့ပါတယ်။သူမဟာတကုံတက္ကသိုလ်မှာအင်္ဂလိပ်စာမေဂျာနဲ့ကျောင်းပီးခဲ့တယ်။အဲဒီနောက်တော့ American ပြည်တော်စုကယ်လီဖိုးနီးယားလူထရန်တက္ကသိုလ်မှာစီးပွားစီမံပညာနဲ့ပညာရေးဆက်ခဲ့ပြီးတော့စီးပွားစီမံဝယ်ကိုရရှိခဲ့ပါတယ်။၂၀၀၉ခုနှစ်မှာတော့မိုးဇက်ဝိုင်ဟာတရုတ်အမီရန်ရှင်ရှုံမြင့်တရုတ်နိုင်ငံဒေတာသတင်းစာဖြစ်တဲ့ရွှေစာမဏိမဦးစီးခြင်းပါတယ်တရုတ်မြန်မာအလှမဲ့ပြိုင်ပွဲမှာဒုတိယဆုကိုရရှိခဲ့ပါတယ် မိုးဇေဝါယ2013ခုနှစ်အော်တိုဘာလ3ရက်အမျိုးသားကားဆက်ရုံရန်ကုန်မြို့မြန်မာနိုင်ငံမှာကျင်းပတဲ့မဲဆက်ကြဝလာမြန်မာ2013ပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အဲဒီပြိုင်ပွဲကို Hello Madam Media ဖွဲ့မှဦးစီးပြုကျင်းပခဲ့တယ်။အဲဒီပြိုင်ပွဲဟာ1962ခုနှစ်ကတည်းကကျင်းပခြင်းမရှိဘဲနဲ့အခုချိန်မှာပြန်လည်ကျင်းပတဲ့ပထမအဦးဆုံးပြိုင်ပွဲကြီးလည်းဖြစ်ပါတယ်။ဒီမှာဟာအသားရေအလှဆုံးစုနဲ့အကျော်ကြောင်းဆုံးစုကိုအင်တာနက်နဲ့ SMS မစိမ့်မှမဲအများဆုံးရရှိခဲ့ပါတယ်။ဒီမှာဟာ မဲဆက်ကြော်လာမြန်မာ2013စုကိုစခုရရှိခဲ့ပါတယ်။တရုတ်နိုင်ငံသတင်းစာမှာမိုးဆက်ဝိုင်းရဲ့တရုတ်မြန်မာအလှမယ်ပြိုင်ပွဲမှာပါဝင်မှုကိုကြေညာပြီးတဲ့နောက်တချို့သောမီဒီယာတွေကတချို့သောမြန်မာမီဒီယာတွေကသူမရဲ့မျိုးရိုးနဲ့ပတ်သက်ပြီးတော့မေးခွန်းထုတ်ခဲ့တယ်။ မြန်မာနိုင်ငံဘွားတရုတ်လူမျိုးတယောက်မှမြန်မာနိုင်ငံကိုစားပြုအလမဲ့အနေနဲ့ရှင်ပြန်တင့်မတင့်ကိုမေးခွန်းထုတ်ကြားဖြစ်ခဲ့ပါတယ်။မဲဆက်ကြဝလာမြန်မာ2013ပြိုင်ပွဲကြီးကိုဦးစီးခြင်းပါတယ်။ Hello Matter Media ဖွဲ့မှပြောရေးဆိုခွင့်ရှိသူတအုပ်မှသူမဟာမြန်မာနိုင်ငံသားဖြစ်ကြောင်းကိုဖော်ပြခဲ့ပါတယ်။ပြီးတော့သူမရဲ့မိဘတွေမှရှမ်းပြည်နယ်မြောက်ပိုင်းနန်ခမ်းမြို့ဇာတိဖြစ်ပြီးတော့ရှမ်းမမလူမျိုးတွေဖြစ်ကြောင်းကိုလည်းရှင်းလင်းခဲ့ပါသေးရဲ့ရှင်။ နောက်ဆုံးအနေနဲ့ဆန်ရတီမိုးမြင့်အကြောင်းလေးကိုပြပြပေးသွားပါမယ်။ဆန်ရတီမိုးမြင့်ကိုတပ်ပွန်စရာဦးအောင်မြင့်နဲ့ဒေါခင်မိုးသူတို့မှ1994ခုနှစ်ဇွန်လ3ရက်နေ့မှာရန်ကုန်မြို့မှာမွေးဖွားခဲ့ပါတယ်။အမိရင်းကတော့တက်တရာဖြစ်ပါတယ်။မွေးခြင်းလျောက်ရှိရတဲ့ဒုတိယမြောက်သမီးလည်းဖြစ်ပါတယ်။ ရှစ်တန်းနဲ့တီအမတ်တဲ့အခြေခံပညာအလဲတန်းကြောင့်တကုံမှာတက်ရောက်ခဲ့ပြီးတော့ဂိုးတန်းနဲ့တက္ကသိုလ်ဝင်တန်းကိုအမတ်နဲ့အခြေခံပညာအထက်တန်းကြောင့်တကုံမှာတက်ရောက်တင်ကြခဲ့ပါတယ်။တကုံတက္ကသိုလ်မှာအင်္ဂလိပ်မေဂျာနဲ့တက်ရောက်တင်ယူခဲ့ပါတယ်။2010ပြည်နှစ်မှာဂျွန်လင်မော်ဒယ်လေးကျင့်ရင်တင်တက်ရောက်ခဲ့ပါတယ်။အိုင်ဒီယာမဂ္ဂဇင်းမျက်နှာဖုံးမှာပထမဆုံးပါဝင်ခဲ့ပြီးနောက်ပြည်တွင်းမဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံများစွာပါဝင်ပြုဆောင်ခဲ့ပါတယ်။ အဲဒီနောက်စီးပွားရေးကြော်ညာတွေလက်ခံရိုက်ကူးခဲ့ပြီးတော့ရုပ်ရှင်လုပ်ငန်းတွေမှာရုပ်ရှင်သရုပ်ဆောင်ဖို့ကမ်းလှမ်းမှုတွေရှိလာခဲ့ပါတယ်။၂၀၁၂ခုနှစ်မှာပထမဦးဆုံးပွဲဥထက်ဇာတ်ကားဖြစ်တိမ်မွေသောလာမင်းနဲ့ဆိုင်သောပင်လယ်ဇာတ်ကားမှာအောင်ရဲလင်းစုမျက်နှာတို့နဲ့တွဲဖက်ပြီးတော့ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။အဲဒီနောက်ချစ်ချက်ကနိုင်လောက်ရှိပွင့်နာအပြစ်လားဝါဒီကုံတောက်တောက်ကျော်စားတဲ့ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ 2014ခုနှစ်မှာ Professor Dr. စိတ်ပွားရုပ်ရှင်ဇာတ်ကားကြီးမှာပထမဆုံးပါဝင်တည်ဆောင်ခဲ့ပါတယ်။အဲဒီနောက်၃ရောက်ပေါင်းလောင်းကျုံကိုပေါ်စတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်တည်ဆောင်ခဲ့ပါတယ်။လက်ရှိချိန်ထိရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်း200ကျော်မှာပါဝင်တည်ဆောင်ထားပါတယ်ရှင်။